hello မနက်နေ့ကျွန်တော်ဒီနေ့ပြောပြသမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က copyright 3လချိန်ထိမှာ page quality အနေအထားဖြစ်ပြီး page rich english မြန်မာကြပြီးမှကျွန်တော်ရှင်မှာ subs အထားအစားပါနော်ဒီ page ကကျွန်တော်ရှင်မှာ subs အထားတာဒီနေ့နဲ့ဆိုရင်45ရက်လောက်ရှိတော့ခဲ့တဲ့အတွက်ကြောင့်မို့ဒီ page ကို request view တင်ပြီးမှဘယ်လိုဆင်းရလို့တော့မလဲဆိုပြီးဒီ video မှာကျွန်တော်ပြပြချင်းပြပေးမယ် part 1 video မှာဒီ page ကိုနတိနားမလဲပဲသူ page မှာဘယ်လိုအမားမျိုးလုပ်ခဲ့မိတယ်အဲ့ဒီအမားကိုဘယ်လိုဖယ်ရှားသွားရလဲဘယ်လိုရှားပြီးသွားရတယ် page ကိုဘယ်လို setting setup လုပ်ပြီးတွားရလဲဆိုအားလုံးကျွန်တော်ပြပြပေးထားတယ်။ဒီ part 2 video မှာတော့ဒီ page quality အနေနဲ့အစရန်လုပ်ပုံလုံးနဲ့အသေးစိတ်လေးပြီးကျွန်တော်ပြပြပေးမယ်။အနည်းငယ်ကျွန်တော်ဒီနေရာမှာပြပြပေးမယ်။ဒီ page ကိုနံမတိနားမနေပဲဘယ်လို content မျိုးတင်ထည့်မိတဲ့အတွက်ကျွန်တော် page quality အနေနဲ့ပြပြခဲ့ရဆိုမှ ဒီ page ကဗီဒီယို creator တယောက်ဖြစ်ပါတယ်သူဗီဒီယိုတင်တဲ့ခါမှာတချို့ဗီဒီယိုမှာနောက်ခံတခြင်းလေးတွေပါသွားခဲ့တယ်နောက်ခံတခြင်းထည့်ပြီးသွားတဲ့အတွက်ကြောင့်အဲ့ဒီနောက်ခံတခြင်းတစ်ဆင့်ကော်ပြီးထည့်သွားခဲ့တယ်တချို့ဥစ္စာမှာဆိုတော့သူက second shot တရိုက် second shot ရိုက်ပြီးမှသူ page မှာတင်ပြီးသွားတဲ့ခါမှာ second shot မှာ violation ဖြစ်ပြီးမှ page quality အနီအောင်ပြစ်သွားခဲ့တယ် straight ထည့်သွားခဲ့တဲ့အတွက်ကြောင့်အဲ့ဥစ္စာနဲ့ပတ်သက်ပြီးတင်လို့မရအောင်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီး page နဲ့ပတ်သက်ပြီးရှောင်ရဆောင်နဲ့ပတ်သက်ပြီးအားလုံးအသေးစိတ်ကျွန်တော်ပြပြပေးလို့ချင်ပါတော့အခုဒီ page ကိုတင်တဲ့ဗီဒီယိုတင်တဲ့ live screen တွေမှာအားလုံးနောက်ခံတခြင်းမပါဘဲနဲ့ ပြီးလို့ရှိရင် second shot နဲ့ပတ်သက်လုံးဝမတင်တော့တဲ့အတွက်ကြောင့်မို့ဒီ page က performance တော်တော်လေးကောင်းတဲ့အတွက်ကြောင့်မို့ request တွေပြီးကျွန်တော်တင်ပေးတော့မှဖြစ်ပါတယ်။အဲ့အတွက်အရင်ဆုံးကျွန်တော်ဒီဖက်လာပြီးမှ page grow at risk တို့ကျွန်တော်တစ်ချက်နေပြီးမှကျွန်တော်ပြပေးပါမယ်ဒီနေ့တစ်ချက်ချင်းမျိုး star ကကောင်းတော့ခဲ့တယ်သူကျွန်တော်ကို subscribe ချင်း service add on ဆိုတော့ဆိုရင်ဒီနေ့မှာ page recommendation is suspended ဆိုပြပါမှာ star touch ကပြပါခဲ့တာပေါ့နော်အဲဥစား copy post copy content ဖြစ်လိုက်တဲ့ page ကိုစစ်ဆေးပြီးမှဖြစ်နေတဲ့အမားလေးတွေ lower tag setting setup တွေတခြားချိန်ပြီးမှကျွန်တော်ပြောတဲ့အတိုင်း video တင်တော့ခဲ့တဲ့ချိန်မှာ star touch ကပြတော့ခဲ့မှာ grow at risk ဆိုတာပဲပြသွားခဲ့တာပေါ့နော်အခုတော့ star ပြသွားခဲ့ပြီ star count တော့ခဲ့ပြီဆိုရင်ကျွန်တော် page မှာ post attack content edit တင်ပြီးတွားခဲ့တဲ့ဆိုရင်ကျွန်တော် page မှာရှိတဲ့ follower အားလုံးစီကို notification ရောက်စေတယ်။ဒီ page နဲ့ follower မဖြစ်သေးတဲ့အခြားလူတွေကိုလည်းဒီ page မှာတင်တဲ့ content နဲ့ပတ်သက်ပြီး relate ရှိတဲ့ဥစ္စာတွေတွားဒီ suggest အနေနဲ့ပို့ပေးတဲ့အတွက်ကြောင့် follower edit တွေတိုးပြီးလာတယ်။ engagement edit တွေတိုးပြီးလာတယ်။အဲဒီလို page က SEO စီဝလို့တဆိုရင် customer edit တွေတိုးပြီးလာတဲ့အတွက်ကြောင့် page က performance တော်တော်လေးကိုအဆင်ပြေတော့ခဲ့ပါပြီ။အဲ့တော့ကျွန်တော်တို့ request view တင်မှုစဉ်ကျွန်တော် default တစ်ချက်သွားမယ်။ပြီးလို့ရှိရင်ဒီဥစ္စာတစ်ချက်ပိတ်မနေနဲ့အောက်ဆင်းသွားလိုက်ပါမယ်။ နည်းနည်းအောက်ဆင်းသာခဲ့ပြီဆိုရင်ကျွန်တော်ဒီအောက်မှာတစ်ချက်ကြည့်မှာဆိုရင် delete all your post ဆိုပြီးရှိရကျွန်တော်ဒီနေရာမှာအနည်းချင်းချင်းတော့ပြပြပေးမယ်ကျွန်တော် page မှာဘယ်နေရာ copy post တင်ထားတယ်ဘယ်နေရာအမားလုပ်ထားတယ်ဘယ်နေရာ violation လုပ်ထားတယ်ကျွန်တော်ကိုယ်တိုင်မသိဘူးဆိုရင်တော့ကျွန်တော် page မှာရှိတဲ့ content တွေနဲ့အားလုံးဖြတ်ပြီးမှ genuine content original content လေးတွေတင်ပြီးမှအဲ့ဒါမှကျွန်တော် request ပြီးတင်ပြီးသွားရမယ်ဒါပေမဲ့ဒီ page ဆိုတော့ကျွန်တော်ကိုယ်တိုင်တခြားစစ်ဆေးပြီးမှဖြစ်နေတဲ့အမားလေးအားလုံး filter ထားတဲ့အတွက်ကျွန်တော်ဒီမှာတစ်ချက် live group အနေနဲ့ကျွန်တော်ပြပေးပါမယ် sport and boss you are allowed to check in with the violation content ne patat ma along chano phet tha pye pilishin pitch ma shit set bi ma ti la me osa le de phet la me violation osa ne patat ma le to chep phet pye tha de atu chamo request se bi tin bu ascend phet de atu chamo request se bi tin me ne raw shot chano twa lai ba me ကျွန်တော်ဒီနေ့ချက်လာပြီဆိုရင်တော့ကျွန်တော်ဒီမှာလက်ရှိသုံးနေတဲ့ Gmail တကူကျွန်တော်ထည့်သွားမယ်အတွက်ကြောင့်ကျွန်တော်လက်ရှိသုံးနေတဲ့ Gmail လို့ copy ကူးပြီးမှထည့်သွားမယ်အကယ်လို့လူ Gmail လို့ page မှာလည်းအခုလိုအတိုင်းဖြစ်နေတဲ့ဆိုရင်တော့ဒီ position အတိုင်းလေးပဲလောက်ပြီးမှကိုကိုတိုင်းဖြည့်ရှင်းသွားလို့ရပါတယ်ခင်ဗျာနော်အကယ်လို့ဖုန်းပဲရှိရဖုန်းနဲ့လောက်သွားချင်တယ်ဆိုလို့ရှိရင်လည်းဖုန်းမှာ Chrome browser download ဆွဲပြီးမှ Chrome browser မှာ Facebook account ကို login ဝင်မှလောက်ဆောင်သွားပါကျွန်တော်ဒီနေ့ဟို affiliate နဲ့စာသားထည့်သွားမယ်အတွက်ကြောင့်အင်ဇွန်ကျွန်တော်ဒီ page ရဲ့ URL link တစ်ချက်ကျွန်တော် copy ကူးလိုက်မယ် ပြီးလို့ရှိရင်ကျွန်တော်ဒီမှာစာသားလေးအစင်းသေးရေးပြီးထားတာအတွက်ကြောင့်ကျွန်တော်ဒီအောက်မှာ URL page လို့ထည့်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအပေါ်စာသားလေး copy ကူးပြီးမှထည့်သွားရပါမယ်ခင်ဗျာကျွန်တော်ဒီနေအောင်အားလုံးထည့်လို့ပြီးတော့ချက်ပြီးဆိုရင်အောက်ကနေ sense ဆိုတာနေပြီးမှပို့လိုက်ပါမယ်ဒီနေမှာ from some success blues ကိုကျွန်တော် request ဆက်ပြတင်တယ်လုံးဝအောင်မြင်သွား capability user တစ်ချက် okay နေလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ page quality မှာ straight လေးတွေ3 4ကျင်းထိတဲ့အတွက်မြို့ဒီ straight ကိုကျွန်တော် request ဆက်ပြတင်မှုဆိုရင်ဒီဘက်တစ်ချက်လာမယ်ပြီးလို့ရှိရင်ဒီ user တစ်ချက်နေမယ်ဒီပုံစံနဲ့ပေါ်လာချက်ပြီးဆိုကျွန်တော်ဒီ user တစ်ချက်နေမှာကျွန်တော်ဒီမှာဆိုရင်လက်ရှိ ျွန်တော်တို့ရဲ့ page you are link user name ဆိုလည်းရပါတယ်ခင်ဗျာเนาะပြီးရင်ဒီမှာတစ်ချက် page လုပ်မယ်နောက်တစ်ခုကျတော့လက်ရှိတုံးနေတဲ့ gmail ကျွန်တော်ထည့်သွားမယ်အတွက်ကြောင့်ဒီ gmail တစ်ချက် copy လုပ်ပါမယ်ပြီးရင် page လုပ်ထည့်ပြီးဆိုရင်တော့ကျွန်တော်ဒီ user တစ်ချက်နေမှာကျွန်တော်ဒီမှာဆိုရင်ကျွန်တော် page ရဲ့ url link ကိုတစ်ချက်ပြန် copy ပြရပါမယ်အောက်ဆုံးဆိုရင်တော့ကျွန်တော်တို့ဒီ outside the quest debut ရမစာသားထည့်ပါလိုက်ပါမယ်ခင်ဗျာနော်စာသားလည်းကျွန်တော်ထည့်ချင်တယ်ထည့်လို့မရပါဘူးကျွန်တော် pitch မှာဖြစ်တဲ့ error နဲ့ကန့်ညီအောင်စာသားရေးပြီးမှထည့်တော့ရပါတယ် ပြီးရင်တော့ကျွန်တော်ဒီ page quality အမြင်ဖြစ်တဲ့ second shot တစ်ချက်ယူထည့်မယ်အားလုံးထည့်လို့ပြီးတော့ save ဆိုရင်အောက်ကနေကျွန်တော် send ဆိုတာနေပြီးတော့ပို့လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်အခုနထည့်လိုက်တဲ့ gmail မှာသူက code ရှင်းလုံးကြမယ်အတွက်ကြောင့်အဲ့ဒီ code ရှင်းလို့ကျွန်တော်တစ်ချက်ထည့်ရမယ်အတွက်ကြောင့် gmail ကိုကျွန်တော်တစ်ချက် refresh လုပ်ပြီးသွားမယ်ကြာလာတဲ့အတွက်ကြောင့်မို့ဒီလိုစတဲ့ချက်ဖွင့်မှာကျွန်တော်ဒီနံပါတ်တခါ3ကုတ်လေးတစ်ချက်ကုတ်ပြီးကူးမယ်တခါ3ကုတ်ပဲဖြစ်ပါခင်ဗျအစိုးကျကျွန်တော်ဗီဒီယိုကြည့်မယ်အဲ့ဒီကုတ်ကိုယူပြီးထည့်ကြတာမရအောင်နော် ပြီးကျွန်တော်ဒီမှာ verify လုပ်ပြီးသွားမယ်အတွက်ကြောင့်မို့တစ်ချက်နေမယ်ပြီးကျွန်တော်ကားပြတဲ့အတွက်ကြောင့်ကားကိုကျွန်တော်တစ်ချက် select လုပ်မယ်ပြီးကျွန်တော်တစ်ချက်လုပ်မယ် verify နေသွားလိုက်ပါမယ်ပြီးရင်အောက်ကနေ submit နေပြီးသွားမယ်ခင်ဗျာနော် process ကအရင်လွယ်ကူပါတယ်ခင်ဗျာ part 1 video ကြည့်ပြီး part 2 video ကြည့်ပါ step by step ကျွန်တော်ပြပေးတယ် video တစ်ဆက်တည်းလုပ်သွားခင်ဗျာဆိုရင်အချိန်အရင်ကြာတဲ့အတွက်ကြောင့်မို့ပေါ့နော် process ကြာတဲ့အတွက်ကြောင့်မို့ ဒီနေ့မှာအချင်းခဏလေးစောင့်မယ်နော်ကျွန်တော် okay ဒီ position လေးဖြစ်တော့ခဲ့ပြီဆိုရင်အောင်မြင်သွားတဲ့အတွက်ကျွန်တော်ဒီ set တစ်ချက် okay နေမယ်ပြီးရင်နောက်ဆုံးတနည်းကကျွန်တော် request save ပြီးတင်သွားမယ်အတွက်ကျွန်တော်ဒီ subject ဆိုတဲ့နေရာမှာကျွန်တော် page ကဘာဖြစ်တာလဲ communicator biology ဘောနော်ကျွန်တော် page မှာဆိုရင် tab party ရဲ့ content ယူသုံးပြီးတဲ့အတွက်ကျွန်တော် straight လာတဲ့အတွက်ကျွန်တော်ဒီ communicator biology တစ်ချက်ထည့်မယ်ပြီးရင်အောက်ကနေရာမှာဒီစာသားလေးကိုတစ်ချက်ပြန် copy ကူးမယ် page လုံးမယ်အခုနောက်အတိုင်းကျွန်တော်ဒီ page quality annual fitness schedule တစ်ချက်ပြန်ထည့်မယ် ထည့်ပြီးတော့ခဲ့ပြီဆိုရင်တော့အောက်ကနေကျွန်တော် send နေပြီးတော့ပို့လိုက်ပါမယ်ခင်ဗျာနော် from semi successfully ဆိုလုံးဝအောင်မြင်တော့ခဲ့တဲ့အတွက်ကြောင့်တစ်ချက်ကျွန်တော် okay နေပြီးမှဒီနေ့ရှစ်သွားမယ်အခုလိုမျိုးကျွန်တော် request တွေတင်ပြီးတော့ပြီးဆိုရင်ကျွန်တော် page မှာ post content လေးတွေပုံမှန်လေးတင်ပြီးတော့ရပါမယ်ဒီနေ့မှာ energy ရှောင်ရဆောင်နဲ့ပတ်သက်ပြီးကျွန်တော်ပြောပြပြီးမော်နော်ကျွန်တော် page မှာဆိုရင် second shot တွေကိုတရက်တင်တော့လို့မရဘူးတချို့ second shot မှာဆိုရင်ကျွန်တော် violation ဖြစ်စေကစာသားတွေမှာ violation ဖြစ်စေတယ်တချို့ဆိုရင်ကျွန်တော် kp wave second shot တွေပါတဲ့အကြောင်းတင်တော့လို့မရဘူးအကယ်လို့ကျွန်တော်တို့က ဒီလုပ်ငန်းလုပ်တဲ့အတွက်ကျွန်တော်အယောင်းဝယ်လုပ်တဲ့အတွက်ကျွန်တော်ကျွန်တော်တင်သွားချင်တယ်ဆိုရင်တော့ second shot တွေကို video recording လုပ်ပြီးမှ short video လုပ်ပြီး corner ကစကားပြောမှတင်သွားမှဆိုရတယ်ဒါမှမဟုတ်အတန်မပါပဲ video လေးလုပ်ပြီးတင်သွားမှဆိုတော့ရပါတယ်ဒါပေမဲ့ second shot တွေက reach များပါတယ်ခင်ဗျာနော်တင်တဲ့ content ကတော်တော်လေးကိုအဆင်ပြေမှရပါတယ်ခင်ဗျာအခုနောက်ပိုင်းက first shot တင်ဖက်က AI က detect လုပ်တဲ့အတွက်ကျွန်တော်တချို့ content တွေမှာဆို straight ထိတာများတဲ့အတွက်ကျွန်တော်ဒီ စကင်ရှော့တွေတတိထားပါနောက်ထပ်တင်လို့များတော့အစတော့ KP Wave ငွေလဲစကင်ရှော့ Business Sense ကပြောစကင်ရှော့တူတူပေါက်ကတဲ့စကဒီစကလုံးနဲ့ပတ်သက်ပြီးစကင်ရှော့နဲ့ပတ်သက်ပြီးတင်သွားရင်လည်း error ဖြစ်ပါတယ်အဲ့ဒီအစနဲ့ပတ်သက်ပြီး part 1 video မှာကျွန်တော် အသေးစိတ်လုပ်ပြီးကျွန်တော်ပြပေးထားတယ်ဒီ part 2 video မှာ I feel တင်မှုတင်နဲ့ပတ်သက်ပြီးအသေးစိတ်ကျွန်တော်ပြပေးလို့ဖြစ်ပါတယ်ဒီ page ကပြန်စင်းတော့ဖြစ်ပြီးစကျွန်တော် page ကျွန်တော် channel မှာ live group အနေနဲ့ကျွန်တော်စကင်ရှော့ရိုက်ပြီးမှကျွန်တော်တင်ပေးတော့ပါမယ်လက်ရှိကျွန်တော်ဒီမှာစင် page တစ်ခုကျွန်တော် add ထားတဲ့ဥစားပါနော် page quality အဝိုင်းအောင်ဖြစ်ပြီးမှ service attack ကိုဆိုကျွန်တော်အဖက်ကပြုပြင်လို့ပြီးတော့ခဲ့တဲ့အချိန်မှာ page ကလုံးဝဆင်းတော့ခဲ့တဲ့ဆိုတော့အကြောင်းနဲ့ပတ်သက်ပြီး live group အနေနဲ့ကျွန်တော် second shot တင်ပေးထားပါတယ်။အဲဒါဆက်လက်တစ်ချက်ပြောကြည့်နိုင်ပါတယ်။အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်။